ကျွန်တော်တော့ခကြမ်းကြမ်းပဲတုံးနေတာဆိုရင်တော့ဒီအော်ကြီးကိုတုံးပါဗျာလီနိုဗိုတင်ဘတ်ဆရာကြီးကဘယ်လို specification နေလဲလာမလဲဆိုလို့ရှိရင်တော့ i7 ကို10 generation ပါတယ်ဗျာ RAR 16GB နဲ့ SSD ကို 1TB နဲ့လာတာပဲဖြစ်ပါတယ် 1000GB နဲ့လာတာဖြစ်ပါတယ်14လက်မ display ကတော့ 480D display နဲ့အရင်မိုက်တာတော့ကျွန်တော် test ခရင်ပါလာတာပဲဖြစ်ပါတယ် test လေးနဲ့တသားရ3ဂျန်နဲ့မျိုးတွေအကြိုက်ဖြစ်လိမ့်မယ် ကီဘတ်လိုက်ပါမယ်ပေါ့ဗျာဖင်ဂါပရင့်ပါအောင်မယ်ဒါတော့လီနိုဗိုသိမ့်ဘက်အထူးပြောစရာမလိုတဲ့ကာလာတော့အမဲရောင်ကြီးနဲ့ပဲလာတာဖြစ်ပါတယ်ညာဘက်ချမ်းမှာတော့ဟက်ဖုန်းချက်ပါမယ် USB ဘောပါမယ်ဘယ်ဘက်မှာတော့လန်ဘောပါမယ် SD ကစလော့ပါမယ် HDMI USB ဘောတိုက်စီနှစ်ဘောဖြစ်ပါတယ်အာသွင်းတဲ့ဘောရောကျွန်တော် data transfer တော့ကိုအဆင်ပြေပါတယ်ခြာစင်ကတော့တိုက်စီခြာစင်နဲ့ဖြစ်ပါတယ်ဗျာအဲ့ဒါတော့ Lenovo ThinkPad L14 ပဲဖြစ်ပါတယ်ဈေးနှုန်းကတော့16သိန်း5000ပဲဖြစ်ပါတယ်ဗျဈေးနှုန်းကတော့16သိန်း5000ဆိုရဲဈေးမှာတော့ i7 ကြီးကို RAM 16GB နဲ့ SSD 1TB နဲ့ရမှာဖြစ်ပါတယ် Tesla Green နဲ့လည်းတုံးလို့ရမှာဖြစ်ပါတယ်တကယ်မိုက်တဲ့ကောင်ကြီးခက်ချမ်းချမ်းတုံးနေမှာဝယ်ပါကျေးဇူးတင်ပါတယ်เนาะ